ိမ့်မယ်ကျက်တွေတက်တယ်ဝက်တွေတက်တယ်တရဝါတွေတက်ပြီးတော့ပူဇော်ကြပတ်တာကြရှိသလားမရှိဘူးလားအေးအဲ့ဒါဒီလူကအပေါ်စည်းကရလို့အပေါ်စည်းတွေးထားလို့တရဝါတွေကိုတက်ပြနေကြတာတကယ်တမ်းကတရဝါလဲသေးခြင်းပဲမထင်းနဲ့ဟောလားတို့သူတော်စင်များသေးခြင်းရဲ့လားအင်းသူတို့ဘဝသူတို့လေးကတော့ကြံမိုးထားနေတာသေမှာကြောက်နေကြတာဟုတ်တယ်မဟုတ်လားအဲ့ဒါကို လူတိုင်းက ဘာတရားမှမရသေးလေသာနာစိတ်နဲ့စဉ်းစားပြရမယ်ဘာစိတ်နဲ့ဘာသာတရားဆိုတာမေတ္တာထားတတ်ဖို့တယောက်နဲ့တယောက်ကြည်ကြည်ပြန့်ပြန့်မြင်တတ်ဖို့လက်တွဲနိုင်ကြဖို့ဘာလို့လဲပြောရင်တို့ကယာယီသမားတွေပါရမားတွေသာဝရသမားတယောက်မှမပါဘူးဟုတ်တယ်မလားအခုရှင်သန်နေတုန်းလေးမှာကိုယ်ချင်းချင်းကိုယ်ကအဆင်တပြေလေးဖြစ်အောင်နေလို့မရဘူးလား လုပ်ငန်းလုပ်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းကြောင်းတက်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းယုံတက်ကြတဲ့ပုဂ္ဂိုလ်ချင်းချင်းသူလည်းပဲသူ့ခန္ဓာအတွက်လှုပ်ရှားနေကြတာကိုယ်လည်းကိုယ်ခန္ဓာအတွက်လှုပ်ရှားနေကြအချိန်ကြရင်သူလည်းခန္ဓာပြစ်ကိုယ်လည်းပြစ်ပြီးတော့ဘဝဆက်ပြီးတော့ဒီတိုင်းတယောက်တည်းရှောက်ရမှာ ဟုတ်တယ်မို့လားအခုပေါင်းနေတာတွေအတွက်များငါကတော့ဇနီးမယားအတွက်ဘလို့တရားရမတရားရငါမပြောနဲ့ငါတို့ကတော့ရှာမှာပဲဟာငါတို့ကတော့ဘယ်လိုစီးပွားရေးတွေလုပ်ကြလိုက် เอ้ดูก็တော့ลินหยอกจ้าด้วยสุเบลุหลุบปี้ไล่ไม่หลุบเลยเนอะฉิงจ้าเยลินหยอกจ้าก็ตะลันษณีมยาก็ตะลันตาตะมีก็ตะลันโกก็แลโกลันโกชอบพี่တော့อลาร้องก็อาจารย์เปลี่ยนถั่วยามเองဟုတ်တော့မဟုတ်လားเอราวโกงชินနေအောင်ดูตุรเซียนเนี่ยตั่วถาบุหลุเลยเอราวโกงมชินเนี่ยกังกันเยอโจโกเจจนะนะแลน้าแลมาท้าเย လောကမှာလုပ်နေတဲ့လုပ်ငန်းတွေအကုသိုလ်တွေအများကြီးပါလာမယ်ဟုတ်တယ်မဟုတ်လားတရားတာမတရားတာဒုလာမပြောဘူးငါတို့ကငွေရပြီးစည်းစိမ်ရပြီးတာဥစ္စာရပြီးတာအစ်စ်မြင့်မြင့်နေရပြီးတာတဘဝမှာအဲ့လောက်ကြီးအကုသိုလ်နဲ့ရင်းနှီးပြီးစားတောက်ရတဲ့ဘဝမျိုးနဲ့မပြောဖို့လိုပါတယ်ဟုတ်တယ်မဟုတ်လားအကုသိုလ်ကလုပ်ပြီးသွားရင်ပြီးသွားတာဟုတ်ရဲ့လားနောက်ကနေသွားလေရဲ့ တန်တရာတို့မလွတ်မချင်းလိုက် နောက်ကလိုက်သလားမလိုက်ဘူးလားနောက်ကနေလိုက်နေတယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ပါကိုလှုပ်ထားတဲ့အကုသို့ကိုတရဝါတကောင်းကောင်းနဲ့ရာခံပေးမယ်လေမအောင်မိလိုက်နဲ့မရဘူးဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်တို့ဖရာကိုးွယ်တယ်ဆိုတာဆရာမှန်မှန်ကန်ကန်ရနေတာဝန္တာဇရာကြီးဟုတ်တယ်မဟုတ်လားဖရာရဲ့စာပေတွေမှာလိုက်ပြီးတော့ဖတ်ကြည့်သွေးမြေကြတဲ့နေရာမရှိဘူးရှိရလားရှိပါ ဘာသာကိုအကြောင်းပြုပြီးသွေးမြေ့ကြတာလည်းမရှိသူ့မကိုးွယ်လို့ဆိုပြီးတော့ဘုရားကကြိမ်သေးတာလည်းမရှိငါ့ကိုဒီလိုဖြစ်ရင်မင်းတို့ဘယ်လိုဖြစ်သွားမလဲမင်းတို့လူမျိုးပါဘယ်လိုဖြစ်သွားမလဲကြိမ်သေးတာမရှိဘူးစာတွေကိုရှင်ဖတ်ကြည့်မှဒုသူတော်စင်များတော်တော်အည်သွေးกว่าတာပဲလို့နားလည်လို့ရတယ်เนาะဖရာတွေဖရာတွေကိုရှင်ပြီးတော့ဖတ်ကြည့်ဒီကကြီးမှာက comparative study လုပ်လို့အလွယ်တကူရနေတာအင်တာနက်အသုံးပြုပြီး တို့သူတော်စင်များအင်တာနက်ထဲစာလေးနည်းနည်းရိုက်ကြည့်ပေါ့နော်ဗုဒ္ဓဇင်နဲ့အာသာရတိချင်းကိုကိုက comparative လုပ်ချင်ရင် compare ဒီဘက်ကနေဗုဒ္ဓဇင် with အာသာရတိချင်းနော်ဘုရားဘာသာကိုခြားဘာသာနဲ့နှိုင်းရှင်တယ်လို့လုပ်ကြည့်လိုက်တန့်ထွက်လာလိမ့်တောင်းဝင် foreign religion ဘာသာကြီးလေးရက်လို့ရိုက်ထည့်လိုက်တန်းပြီးတော့ internet တန်းပြီးတော့ပါလာလိမ့်ကိုကကိုစူးစီး download လုပ် print out လုပ်ပြီးတော့အေးစေးစေးဖတ်လို့မရဘူးလားအဲ့ဒါကိုတစ်ဘာသာသီးခြားပြီးတော့နော်အကုန်လေ့လာကြည့် သူဖရာသူဖရာသူဖရာလေးလာကြည့်လိုက်ဘလို့ဖရာတွေလဲလူသားတွေလားနတ်တွေလားကိုကဖရာတွေလဲနောက်သူနိဗ္ဗာန်ကိုနိဗ္ဗာန်နိဗ္ဗာန်နိဗ္ဗာန်ခြားကြည့်လိုက်ဘလို့နိဗ္ဗာန်မျိုးတွေလဲနောက်သွားရလမ်းတွေကိုလှုပ်ကြည့်လိုက်နိဗ္ဗာန်ရင်လို့ပြောထားတာတော့မှန်တယ်ပါရဒိုက်လို့ပြောထားတာမှန်တယ်လမ်းစဉ်ဘလို့ရှိသလဲတို့ဘုရားဘာသာဒီမှာကြည့်ကြည့်ရင်ဘုရားဘာသာကတော့ဘုရားကလမ်းစဉ်၃ရက်နဲ့လှုပ်ပေးသွားတာလမ်းစဉ်ဘယ်နှရက် ဒါနရယ်သီလရယ်ဘာဝနာရယ်ပြောကြည့်ပါဦးဘာလဲလဲဒါနရယ်သီလရယ်ဘာဝနာရယ်ဘယ်နှခုလဲအဲ့ဒီလမ်းစဉ်ကိုမလျှောက်သမျှဘလောက်ထိုင်အော်အော်တို့တို့စီမြမရဘူးရရလားဒါနပိကံစွန့်ကြဲမှုလုပ်ဖို့နောက်သီလကိုကျင်တရားကောင်းနောက်ပြီးရင်ဘာဝနာဗုဒ္ဓကစင်ထားတာကဒီတိုင်းကြီးအချောင်းစင်ထားတာမဟုတ်ဘူးဒါနသည်အလွယ်ဆုံးအဲ့ဒီလေခတ်တာဗါလဲ အင်းသီလကအဲ့ဒီတည်းခတ်သွားကိုကျင်တရားကောင်းတာကကိုခတ်သွားတယ်အဲ့ဒီတည်းအထက်ကဘာရှိလဲဘာဝနာရှိတယ်ကိုခတ်သွားတယ်ဟုတ်တယ်မို့လားအေးအဲ့ဒါကြောင့်မို့လမ်းစဉ်ထဲမှာအလွယ်ဆုံးကဒါနဒါနလုံနေယုံနဲ့တင်ဒုဗဝပြည့်စုံပြီးတော့မတင်နဲ့ဘုရားဘာသာရဲ့အဲ့ဒါဒီအခြေခံဆင့်ပဲရှိသေးတာပထမဆင့်ဟုတ်တယ်မို့လားဒါပေမဲ့ပထမဆင့်ကိုကတက်မလာသူတွေလည်းလောကမှာမရှိဘူးလားပထမဆင့်ကိုကမရောက်ဖဲနဲ့ဒါနတောင်မလုံနိုင်နဲ့ ပုဂ္ဂိုလ်တွေအများကြီးအဲဒါကြောင့်လူပဲဖြစ်ဖြစ်ဘုံကြီးရံပဲဖြစ်ဖြစ်လောကထဲမှာကံကောင်းရင်ဒါနလုပ်ဖို့လိုသလားမလိုလားလိုတယ်အဲဒါခုဒီမှာကြည့်လိုက်ရင်ဘာသာတရားတွေကရှေ့ဆုံးကဟိန္ဒူဘာသာပြီးသွားရင်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာရဲ့နောက်မှာကျတော့ပေါ်လာတာကခရစ်ယာန်ဘာသာပေါ်လာခဲ့တယ်ဘယ်ဘာသာလဲခရစ်ယာန်ဘာသာပေါ်ပြီးတော့ဘလောက်သူတို့ကနောက်ကျသွားလဲပြောရင်623နှစ်နောက်ကျသွားတယ်ဘလောက်နောက်ကျလဲ 623နှစ်နောက်ကျသွားတယ်။အေးသူတို့ရဲ့ကျမ်းစာကိုသွားပြီးတော့ကြည့်ရင်တမ္မာကျမ်းစာမရှိဘူးလား။အဲ့ဒါတမ္မာကျမ်းစာရဲ့ဖွဲ့စည်းပုံဒါဥစဉ်တို့ဒီပြင်ခွေတွေထဲမှာပါပြီးသား။တမ္မာကျမ်းစာကိုဘယ်ကနေရထားလဲဆိုတာတမ္မာဆိုတာတို့တို့တော်စင်များဟုတ်လား။မဂ်ကင်၈ပါးတဲကတမ္မာကိုယူပြီးတော့ကျမ်းစာနဲ့တွဲပြီးတော့ဒီမြန်မာနိုင်ငံမှာအောက်ဆုံးရောက်တဲ့ဒီမှာခရစ်ယာန်စပြီးတော့အခြေချတာ။ ရသင်ကနေစခဲ့တာမြန်မာလိုကျတော့သူယုဒတန်လို့ခေါ်ကြတာရသင်ကောလိမ့်မရှိဘူးလားရသင်ဒီတာမန်သမားမဟုတ်ဘူးသာသနာပြုရောက်လာပြီးတော့နော်မြန်မာစကားကိုလေ့လာရင်းနဲ့ဒက်ရှင်နရီတုတ်ထွက်အောင်လုပ်သွားတယ်တစ်ဖက်ကစကားတစ်ဖက်ကအင်္ဂလိပ်စကားမြန်မာစကားအင်္ဂလိပ်စကားတွဲပြီးတော့ရသင်ဗိဒံဆိုတာမြန်မာမှာပထမအဆုံးထွက်တဲ့ဗိဒံမြန်မာစာလေ့လာပြီးသွားတဲ့အခါနောက်ထပ်တစ်ပါးသာဒီမြန်မာနိုင်ငံကိုသာသနာပြုဘယ်သူတွေဥစည်းနေတယ်လဲဘယ်ပုဂ္ဂိုလ်တွေ ဥသိနေတယ်လဲဆိုတော့ဘုံကြီးရန်လေးရဲ့လက်ထဲမှာအကုန်ရှိတယ်သူတို့ခက်ကအင်းဝခက်ကောနော်အဲ့ချိန်မှာကဘာသာပွဲအားဆိုတာမြန်မာမှာမရှိသေးဘူးနော်အဲ့ဒါမျိုးမရှိတဲ့အဲ့ဒီအချိန်မှာ သူကမြင်ထားလိုက်တာကဩငါဒီဘာသာကိုသိလိုက်ရင်ဒီဘုံကြီးတွေ ਨੇ မပေါင်းလို့မဖြစ်ဘူးသူတို့ကျွမ်းကျင်တဲ့ပါဠိကိုငါမတက်လို့မဖြစ်ဘူးဆိုဘုံကြီးရန်နေနဲ့သွားပြီးတော့ပေါင်းပေါင်းပြီးတော့ပါဠိစာပေကိုကျွမ်းကျင်အောင်သင်သွားတယ် သင်ပြီးတော့အကုန်နားလည်ပြီးသွားတဲ့ကဗုဒ္ဓဘာသာအနှစ်ချုပ်ကျမ်းဆိုပြီးတော့တကြံပြုစုပြီးဘုန်းကြီးရန်နေပြန်ကတ်ထားခဲ့နော်အဲ့ဒီထဲမှာသူသဘောကျသွားတာသစ္စာ၄ပါးပါ၄ပါးသစ္စာ၄ပါးသစ္စာ၄ပါးထဲမှာလည်းပဲဒုသူတော်စင်များရှိကဒုက္ခဒုက္ခဆိုတာသမှုရိယအခြေခံအကြောင်းရှိလို့ဖြစ်နေကြတာဟုတ်တယ်မို့လားအဲဒီဒုက္ခကိုအမြစ်ပြတ်အောင်လုပ်မယ်ဆိုရင်ထိုင်အော်နေုံနဲ့ရရလားမရဘူးဟုတ်နောက်ဆုံးမှရှိတယ်မဂ္ဂသစ္စာ မဂ္ဂင်၈ပါးလမ်းစဉ်နဲ့သွားမှဒုက္ခငြိမ်းမှဒုက္ခငြိမ်းရင်និရောဓကိုမျက်မှောက်ပြုမှဘုရားဘာသာကအကြောင်းကျိုးအကြောင်းကျိုး the laws of cause and effect နဲ့ဒီဆောက်ထားတာအကြောင်းကျိုးဆက်နေရာမှနဲ့သွားထားတာဘာနဲ့သွားထားတာအကြောင်းကျိုးဆက်နေရာမှနဲ့သွားထားတာအကျိုးတရားမှန်သမျှမှာဘာရှိလဲအကြောင်းတရားရှိတယ်အဲ့ဒါကြောင့်အကျိုးသက်ယုံနဲ့တယ်လုံငန်းပြီးရလားအကျိုးသက်တာကမရဘူးဘာတက်လိုက်မှပြီးမှာ အဲ့လိုမျိုးသိတယ်ဆိုတာဒုသူရစင်များစာပေတွေကိုတကယ်လိုက်ပြီးတော့ကြည်ကြည်ဘုရားဘာသာမှာစိတ်ချမ်းသာဖို့သိပြီးတော့ကောင်းတယ်ဒီအကြောင်းကျဉ်းဉာဏ်မှောက်ကိုသိသွားတဲ့အတွက်ကြောင့်လူတွေလမ်းစာပွင့်သွားတယ်သိပ္ပံပညာတွေထွန်းကားလာတယ်ဆိုတာကြောင်းကျိုးကြောင့်မို့ဖြစ်သွားတယ်ဟုတ်တယ်မလားဒါကိုလုပ်ရင်ဘလို့ဖြစ်လာမလဲနော်သူ့ရဲ့အကြောင်းကဘာလဲဖြက်ခွရင်ဖြက်ခွရင်နဲ့သိပ္ပံပညာတိုးတက်သွားတာမရှိဘူးလား အေးအဲ့ဒီကနေတဖြည်းဖြည်းနဲ့တိုးတက်လာဒါကလုံးနှင်းဖေဖေကြီးပေါ့နော်ဒါပုံသူမျိုးဘွားကြီးဒီကတည်းတိုးတက်တာမရှိဘူးလားပုံသူမျိုးဘွားပေါ်တည်တိဘုရားဘာသာကြီးအစ်စ်သေးခံနိုင်သေးတယ်ဟုတ်လားကျန်တဲ့ဘာသာမှာဘယ်သူဖန်ဆင်းတယ်လို့လှုပ်လိုက်လို့ပြုတ်ကြကြံခဲ့တာအများကြီးပဲဘုရားဘာသာမှာအစိုးကအစိုးရှိတဲ့နန်းမှာနောက်ထပ်ဖန်တီးလို့ရတယ်ဆိုတဲ့ဟာရှိနော်အဲ့ဒါကြောင့်မို့တို့သူတော်စင်များဘာသာတရက်ကိုလေ့လာရင်သေးသေးချာချာလေးလေ့လာရင်တော်တော်ရတာပါတယ် စားဖို့အေးအေးဆေးဆေးဖတ်ဖို့လိုတယ်ပြီးသွားရင်စဉ်းစားဖို့လိုတယ်စဉ်းစားပြီးတော့ရံဖြစ်ဖို့ရစဉ်းစားခိုင်းတာမဟုတ်ဘူးအမြင်ကြည်အောင်စဉ်းစားခိုင်းဟုတ်တယ်မဟုတ်လားအမြင်ကြည်အောင်လုပ်ပြီးတော့ဟူဒီမှာကြည့်လိုက်ရင်ဘာသာမှာအဲ့ဒီသမ္မာကျမ်းစာဆိုတာလေးပေါ်လာတာကဒီဘက်ကမဂ္ဂသစ္စာမှာသွားကြည့်တော့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါစာတွေရှိဘူးလား တမ္မဝါစာတမ္မကမ္မန္တဆိုတမ္မတမ္မဆိုတဲ့ဒီစကလုံးနဲ့ရှေ့ဆုံးကအဲ့ဒီတမ္မကိုသူသဘောကျသွားပြီးတော့တမ္မနဲ့ဘိုက်ဘယ်ကိုဘာသာပြန်တော့ကျမ်းစာနဲ့တမ္မကျမ်းစာဖြစ်သွားတာဟုတ်လားနော်အဲ့ဒါကြောင့်မို့နားလေထားရင်ခုဦးဇင်းတို့ကြောင်းနေတော့ခရစ်စတန်တွေလည်းလာနေတာဘာပြဿနာမှမရှိဘူးဒါပေမဲ့တို့ကတော့ကြိုပြောထားတာတို့ကဆွေးနွေးတာထရံဖြစ်ဖို့မဟုတ်ဘူးနော်ထရံဖြစ်တယ်ဆိုတာလူစိုးလူမိုက်တွေရဲ့လုပ်ငန်းပညာမဲ့တွေရဲ့လုပ်ငန်းဟုတ်တယ်မို့လား ဲ့ဒါလောက်ပြီးတော့ရတယ်ပြော